ဒါမင်းကိုလက်ဆောင်ပေးတာဝလင်ကပကြီကောက်ကိုလှမ်းပေးလိုက်ပါတယ်လီချမ်းမေးရလည်းတိတ်တိတ်လေးစဉ်းစားနေပါတယ်အထိန်တော်ကြာမှပြုံးလိုက်ပြီးပကြီကောက်ကိုယူလိုက်ပါတယ်သူမကအောင်နှခမ်းကိုကန့်ရင်မတည့်ရပြီတူတူလီကောင်းကင်ဖောက်ထွက်ရေးခိုင်းနဲ့ချောက်ဆင်းကိုရှာတွေ့တဲ့သူကိုတွေ့ရင်ဒီသတင်းစကားကိုပို့ပေးပါ ကောင်းကင်ဖောက်ထွင်းခိုင်းရသူ့ကိုကြိုးစိုးပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်သူမပြောလိုက်ပါတယ်ပြောပြီးရနောက်ဝင်လင်းကိုဆက်မကြည့်တော့ပဲကားနေရလက်ပြလေးလိုလှူရှားသွားပါတယ်သူမရဲ့သပင်မဲနေရရုတ်တရက်လှပတဲ့အပြောင်အဖြစ်ပြောင်းလဲပြီးချင်းညံ့သူတွေရဲ့မျက်စိရှေ့ကနေတဖြည်းဖြည်းနဲ့ပြောက်ွက်သွားပါတယ်ပကြီကားတော့သူမကင်ဆောင်သားစေပါတယောက်နဲ့တယောက်မေးလိုက်တာပို့ပြီးတော့ကောင်းနေမဟုတ်လားဒါက ဝလင်းကထွက်သွားတဲ့လီချမ်းမေးကိုမကြည့်ပါဘူး။လီလိုခေါ်တဲ့ထိုအမျိုးသမီးအတွက်ဝလင်းရဲ့နှလုံးသားလှုပ်ရှားမှုမရှိပါဘူး။သူ့ရဲ့နှလုံးသားတည်ဆုံသွားပါပြီ။လာမင်းပေါ်ကအမျက်ဒေါသရဲ့အဟိတန်ချာမှတည်ဆုံသွားခဲ့တာပါ။လိုမီကမကြင်မချမ်းဝဉ္ဉ်ကိုထုတ်ယူလာတဲ့အချိန်မှာဝလင်းရဲ့နှလုံးသားဆုပ်ပြတ်သက်သွားခဲ့ပါတယ်။တယောက်ကိုတယောက်မိခုံနေမဲ့အစားမိလိုက်တာပို့ပြီးတော့ကောင်းနေမဟုတ်လား။ ခံစားချက်နှမျိုးကဘဝအပေါ်သဘောထားနှမျိုးနဲ့ရွေးချယ်မှုနှစ်ခုကိုကစားပြုပါတယ်ငယ်ဘဝတစ်လျှောက်လုံးမှာလီချမ်းမေးထက်ပို့ပြီးတော့လှပပို့ပြီးတော့ထမြက်အရာပိုကောင်းတဲ့အမျိုးသမီးတဲ့အများကြီးကိုတွေ့ခဲ့ဘူးပါတယ်အနီယောင်လိပ်ပြရှီစီဖန်လူမီမူပင်းမီလူရန်ဖေရိုလိုမျိုးပါဒါမှမဟုတ်ခနာတာတွေးဆောင်ခဲ့ရတဲ့သူတွေပါထိုမျိုးသမီးအလုံးကဖျက်သွားကြပြင်မဲ့နောက်ဆုံးမှလီမူဝန်နဲ့လူမီတို့ကသာသူ့ရဲ့နှလုံးသားထဲမှာဝေရောက်နိုင်ခဲ့ပါတယ်ဝန်လင်းကခန်းစားချက်တွေကိုနားမလည်တဲ့သူငယ်စဉ်ကအဖြစ်ပြက်တွေကသူ့ကိုလူသက်နှစိုးတယောက်လိုဖြစ်စေခဲ့ပြီး ူရဲ့လက်နက်ဖက်လုံးကိုသွေးရည်နဲ့ရွှဲနေစီပါလေ။နဆိုးလို့ကိုကိုကိုကျင်ညာတဲ့လူတွေကတော့ဝယ်လီနဲ့မရှင်နိုင်ပါဘူး။သူကအချစ်ကိုနားမလဲပါဘူး။ တချိန်ကနားလဲခင်းရင်တော့ကြီးညက်မှုမစတင်ခင်ကငယ်ရွယ်စဉ်ကမတိနားလဲမှုတော့ပဲရှိခဲ့ပါတယ်။တနေ့ဆောင်မွေးပွဲကိုအောင်ပြီးအရာရှိဖြစ်လာမယ်လို့သူကစိတ်ကူးရင်ခဲ့ပါတယ်။ဇနီးတယောက်နဲ့တူအိမ်ပြန်ပြီးမိဘတွေကိုအုံမင်းတဲ့အထိစောက်ရှောက်မယ်လို့သူကစိတ်ကူးရင်မိခဲ့ပါတယ်။ဒိုဝါရင်ထံမိသားစုနဲ့ဖျက်ဖျက်ခဲ့တဲ့ကိစ္စပြီးနောက်ဝလင်းကတချိန်တည်ဆုံးခဲ့ရပြီးသူ့ရဲ့ဇိယိုက်ကအများကြီးကိုပြောင်းလဲစေခဲ့ပါတယ်။ဝန်နေမှုကသူ့ကိုညံလင်းပွင့်စေခဲ့ပါတယ်။ ကျင့်ကြံမှုကျင့်ကြံမှုကျင့်ကြံရင်လောကမှာအင်အားကြီးသူတို့ကယူဆိုင်ကြပါတယ်လီမူဝမ်ပေါ်တူရဲ့ခန်းစားချက်ကိုဝန်လင်းတော့မှလုံးဝမသိပါဘူးလီမူဝမ်တည်ဆုံးပြီးရဲ့နောက်သူတယောက်တည်းအထီးကျန်စွာနှစ်တထောင်ကျော်နေထိုင်ခဲ့ပါတယ်ကျင့်ကြံမှုလမ်းကြောင်းအပေါ်မှာရှောင်းလင်းခန်းစားချက်တစ်ခုကအမြဲတမ်းပြန်ပြီးတော့အမှတ်ရနေပါတယ်တဖြည်းဖြည်းနဲ့အသက်ကြီးလာတော့သူကနားလဲသွားပါတယ်လီမူဝမ်ကနှစ်တထောင်ကျော်ကာလတစ်လျှောက်သူ့ရဲ့နှလုံးသားထဲကိုဝင်ရောက်လာနိုင်ခဲ့ပါတယ်အလွန်နှဆိုင်စွာနဲ့ဝင်ရောက်လာခဲ့ပါတယ် နောက်ထပ်အမျိုးသမီးတယောက်ဖြစ်တဲ့လိုမီရလည်းဝင်လင်းရဲ့နှလုံးသားထဲကိုဝင်ရောက်လာပါတယ်။သူကရင်သူမရဲ့လမ်းကြောင်းကတော့အလွန်အမခွာခြားပါတယ်။အလွန်အမနာကျင်စရာကောင်းပါတယ်။နောက်ဆုံးမှတော့လိုမီရအနိုင်ရသွားပါတယ်။သူကရင်ထိုအောင်ပွဲကဝင်လင်းရဲ့တည်ဆုံးနေတဲ့နှလုံးသားကိုဆွဲဖြဲပြီးကိုယ့်ကိုမြှုပ်နှံလိုက်တာပါ။ဝင်လင်းရဲ့နှလုံးသားကတည်ဆုံးသွားပြီးအခြားလူတယောက်ရဲ့ဆွဲဖြဲခံလိုက်ရပါတယ်။သူကအင်အားမဲနေပါတယ်။ တယောက်နဲ့တယောက်မိလိုက်တာပို့ပြီးတော့ကောင်းပါတယ်လီချမ်းမီးယားထွက်သွားပြီးအပြောင်းအသင်းကိုဖျန့်ချလိုက်တာသူမရဲ့ပုံတံတောင်ပေါ်စေခဲ့ပါတယ်တိမ်ပင်လေတစ်ခုလုံးမှာအပြောင်းအသင်းရှိတဲ့သူကသူမတယောက်ထဲပါသူမကဒီလိုလုပ်စရာမလိုပေမဲ့လုပ်ခဲ့ပါတယ်အစင်ကိုဖောက်ထွင်းရင်ခိုင်းတဲ့ထူးချွန်းတဲ့လီချမ်းမီးယားဝင်လင်းရဲ့ဘေးမှာဝင်ထိုင်ပြီးဝင်လင်းစီယာနေပကြီကားတစ်ချက်ကိုလက်ဆောင်ရခဲ့ပါတယ် ထိုရောက်ပုံဝင်ချင်းဟာကြီးညက်သူအလုံးကမေးတွေးခဲ့ကြပါလေဝလင်းကနဖျားကိုင်းကိုဟုတ်မဟုတ်ဆိုတဲ့မိကုံးရဲ့အဖြစ်ကိုလူတိုင်းသိအောင်လီချမ်းမေးရထုံနီလန်းကိုအသုံးပြုပြီးခဲ့ပါတယ်လီလန်ပွဲကဆက်လက်ကျင်းပနေပေမဲ့ဝလင်းပေါ်ပုံဝင်ချင်းဟာကြီးညက်သူတွေရဲ့အကြည့်တွေကကွာခြားသွားပါတယ်အရင်ကဝလင်းကနဖျားကိုင်းကိုဆိုတာလူများမတိကြကြပါဘူးသူတို့ရဲ့နှလုံးသားထဲမှာတန်တရားတွေရရှိနေပေမဲ့ကောင်းကောင်းကြီးကိုဖုံးကွက်ထားပါတယ်တို့ရရင်ထိုတန်တရားတွေအများစုကိုလီချမ်းမေးရထွက်ခွာသွားမှုကဖယ်ရှားပေးလိုက်ပါတယ် နောက်ထပ်လီလံတင်မဲ့အရာကတော့တောင်ကြောက်တုံးပါလီလံပွဲရဲ့အကြီးကဲကဝင်လင်းုံကြည့်ပြီးသူ့ရဲ့လက်ထဲမှာတစ်ခုခုကပေါ်လာပါလိမ့်ပျက်စီးနေတဲ့တောင်ကြောက်တုံးပါနေရာနှမ်းပျက်စီးနေပြီးကြည်ရတာအလွန်မယုတ်ဆိုးပါလိမ့်တောင်ကြောက်ကိုကြည့်ရင်ဝင်လင်းကကောင်းဝင်းတစ်ခွင်မှာတိုက်ခိုက်ခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြန်ပြီးတော့အမှတ်ရသွားပါလိမ့်ထိုနေရာမှာတောင်ကြောက်တွေကပြိုကျခဲ့ပါလိမ့်ဝင်လင်းကဒီလောက်ပဲစူဆောင်းလိုက်ခဲ့ပြီးပေါင်းဆက်လိုက်ပါလိမ့်သူ့ရဲ့တူလောင်ဝနေရာမှာအတုံးမွင့်တဲ့ယတနာတစ်ခုဖြစ်လာခဲ့ပါလိမ့် ကောင်းကင်ဘုံကြောက်တထောင်တိတ်ဆိတ်သွားပြီးရင်တော့ပုံဝင်ချင်းရကျင်းကျန်းသူတွေစီကနေအတန်တန်ထွက်လာပါလေဝင်လီနဲ့ရင်းနှီးတဲ့အဖျုံဝေးအတက်ပညာရှင်ကတူတူလီကောင်းကင်ဘုံကြောက်၅တော့ရှေးရကြောက်ပြားတစ်ချက်ပေါ်မှာထိုင်နေတဲ့တောင်းဒီပညာခိုင်ကအကြီးကြီးကတင်ငိန်ဆောင်နဲ့ကောင်းကင်ဘုံကြောက်တတော်သူကပြောလိုက်ပါလေ ထိုကြောက်အတွက်အခြားဘသူကမှဈေးမပြိုင်တော့ပါဘူးအင်အားကြီးကြီးညံ့သူအနေငယ်ရလွယ်လို့လူအများစုကအတုံးမေုံလို့ထင်ကြပါတယ်ဒူဝရင်အစောပိုင်းကဝလင်းကယတနာကြောက်ခိုင်းကိုအနဲ့နှုံကယတနာနှစ်ခုကဘာဒီကွာလဲဆိုတာလူတိုင်းကမြင်လိုက်ကြပါတယ်ထိုတောင်ကြောက်ကဝလင်းပိုက်နေဆိုတာသိပါတယ် ဝယ်လီနဲ့မိတ်ဆွေဖြစ်ဖို့အတွက်ကောင်းကင်ဘုံကြောက်တထောင်းအောင်တုံးဆွဲဖို့ထိုချင်းချင်းသူတွေကစာနာရှိကြပါတယ်။တိမ်ပင်လယ်မှာကောင်းကင်ဘုံကြောက်တထောင်းဆိုတာမနေတဲ့ပမာဏပါ။ဝယ်လင်းကဘာပြောင်းလဲတဲ့မျက်နှာနဲ့ညာလက်ကနေလက်တစိတ်တစ်ခုကိုပြုတ်လို့ပြီးတောင်ကျောက်စီကန်တချက်တစ်ခုကပြင်းထန်သွားပါတယ်။ကြောက်ဖို့ကြောက်ရောက်ပြီးလှိုင်းနီယာပိတ်တဲ့ထတော်ကပြောက်ွက်သွားပါတယ်။ရှေးရောင်းအချိန်မှာတစ်ခုကတောင်ကျောက်စီကနေရုတ်တရက်ပြင်းထန်လာပါတယ်။ထိုရှေးရောင်းအချိန်မှာအချိန်ရဲ့လက္ခဏာပေါင်းဝင်ပါတယ်။ထိုကြောင့်ပေါင်းဝင်ခြင်းကချင်းချင်းသူတွေကချက်ချင်းပဲလေးနဲ့ထားလာကြပါတယ်။နိဗ္ဗာန်ဖြည့်ဆည်းသူချင်းချင်းသူတွေကတော့တိတ်ပြီးတော့မထိုင်လန့်ကြ ါဘူး။ဒိုးရတဲ့နိဗ္ဗာန်အမြင်အောင်နဲ့နိဗ္ဗာန်တန်းစင်သူအစဉ်ကျဉ်းကျန်းသူတွေအတွက်တော့တောင်ကျောကိုစိုက်ကြည့်ရင်စဉ်းစားလာကြပါလိမ့်။တောင်ဝင်းကြီးဝင်လင်းနဲ့ရင်းနှီးတဲ့လှပတဲ့အမျိုးသမီးကအာန်းတင်သွားပါလိမ့်။သူမကကြောက်ကိုကြည့်ရင်ခေါင်းကိုခံရန်ကကံမကောင်းစွာနဲ့ပျက်စီးနေပြီ။သူမကပြောလိုက်ပါလိမ့်။ဒါတမန်ကျောက်မဟုတ်ဘူး။ကောင်းကြီးဝင်းကြီးစွန့်နေတာပါနေတယ်။ကောင်းကြီးဘုံနေမီကတောင်တလုံးဖြစ်နိုင်လား။အဖျော်ဝေးပညာရှင်ကတင်းငိမ်စွာနဲ့ကောင်းကြီးဘုံကြောက်နှစ်တောင်းသူကပြောလိုက်ပါလိမ့်။ ဒီရာတွေကကျွန်တော်တို့လိုနိုင်ပတ်ဖြစ်စည်းသူအစဉ်ကျဉ်းကျဉ်းသူတွေအတွက်အသုံးမွင့်ပေမဲ့ဂိုင်းနီးယားဂျူနီယာတွေကနီးပညာတွေကိုနားလဲသဘောပေါက်လာနိုင်တယ်ပို့ပြီးတော့အရေးကြီးတာကောင်းလေးပုံနေမရနေလာတာဖြစ်ပြီးဒီပုံစံကိုအတန်းစင်လာတာဖြစ်နိုင်တယ်တောင်းနီးပညာဂိုင်းကအကြီးကဲကအနေငယ်စဉ်းစားပြီးဖြင်းချင်းစွာနေကောင်းလေးပုံကြောက်သုံးတော့သူကပြောလိုက်ပါလေကောင်းကင်ကြောက်လေးတော့အဝေးရချောက်ပြဲတဲ့ချက်ပေါ်မှာထိုင်နေတဲ့အုံရလုံးစီကနေအတန်တစ်ခုကထွက်လာပါလေတောင်းနီးပညာဂိုင်းကအကြီးကဲက မူလော့စွန်ရင်ကြောက်တော့သူကပြောလိုက်ပါတယ်ပတ်ဝန်းကျင်ခုလုံကတိတ်ဆိတ်သွားပါတယ်ဘသူကမှဆက်မပြိုင်တော့ပဲနောက်ဆုံးမှတောင်နီးပညာခံရအကြီးကဲရဝေယူသွားပါတယ်ထို့တောင်ကြောက်တုံးကထူးခြားပင်မဲ့လီလံပွဲမှာနှိုင်းလုံးကြီးတွေဝန်ဖန်တီးနိုင်ပါဦးနှိုင်းကလေးလောက်ပါပဲဒူဝရင်နောက်ထပ်အရာဝတ္ထုကိုယူဆောင်လာတဲ့တုံလုံးခြောက်ချမှုကဝန်လင်းကားနောက်မျှော်လင့်မထားပါဘူးဒီယတနာတန်ချက်ကတစုံပဲ ရတနာကြောက်ခံရအကြီးကရအတက်ကိုဖြပြင်းရှူလိုက်ပါတယ်။သူ့ရဲ့မျက်လုံးနီးမှာတန်တရားနဲ့ဆဲလုရှာမှုကရောပွားနေပါတယ်။ညာလန်းနဲ့လက်ကိုဝင်လိုက်တော့မဲမောင်းနေတဲ့အမွှေးတစ်စက်ကပေါ်လာပါတယ်။အထဲမှာတန်ကြက်ကတစုံရဲ့မှုံွားတဲ့ပုံရိပ်ကရှိပါတယ်။ထိုမဲမောင်းတဲ့အမွှေးများပေါ်လာတဲ့အချိန်မှာပုံဝင်ချင်းဟာကျဉ်ညံ့သူအချိုးရဲ့မျက်နှာပြောင်းလဲသွားပြီးအနီးကပ်ကြည့်လိုက်ကြပါတယ်။အထဲမှာမျက်နှာအမာယူနဲ့ပြင်းထန်နေတဲ့အဖိုးကြီးနဲ့အဖျော်ဝေးပညာရှင်တို့ကလည်းပုံဝင်ကြပါတယ်။ကျဉ်ညံ့သူမိတ်ဆွေလူတစဲကိုဖယ်ရှားပေးပါ။ကျွန်တော်တို့ကပိုကောင်းကောင်းကြည့်ရအောင်။ အဖိုးကြီးကဝင်လင်းကိုလက်နှစ်ဖက်ဆုပ်ပြီးထိုးရဝင်လင်းပိုက်နေဆိုတာဖော်ပြလိုက်ပါတယ်ဝင်လင်းကအဖိုးကြီးရဲ့မျက်နှာကိုသတိထားကြည့်လိုက်ပါတယ်အနေငယ်စဉ်းစားပြီးရတော့တန်ကြက်ကောက်ကိုညာလက်နဲ့ထိုးပြီးမဲမောင်းတဲ့အမွှေးစီကိုကန်သက်ချက်တစ်ခုကပြန်တန်းသွားပါတယ်မဲမောင်းတဲ့အမွှေးကစူပွဲလာတယ်လို့ပြင်းထန်စွာနဲ့လှုပ်ရှားလာပြီးကန်သက်ချက်အလွာတွေကပြက်ကွက်သွားပါတယ်နောက်ဆုံးမှကန်သက်ချက်အလုံးကပြက်ကွက်သွားပြီးမဲမောင်းတဲ့အမွှေးတွေကမှုဝါမနေတော့ပါဘူးမဲနေတဲ့တန်ကြက်ကတစုံအဖြစ်အမြဲပဲပြောင်းလဲသွားပြီးတောင်မတ်ဖွဲရနဆိုးဆွင်းကိုထွက်လွတ်လာပါတယ် ထိုနဆိုးဆွမ်းရင်ကအလွန်အမပြင်းထန်တာကြောင့်ကဘာကြီးရဲ့ရောင်ဟာပြောင်းလဲသွားပါလေ။မိုးကောင်းကင်မှာမဲနေတဲ့ဝဲကဲကြီးတစ်ခုကဖြင်းချင်းဆွနယ်လေပတ်နေပါလေ။တန်ကြက်ကအပေါ်ကဒစဲကိုဖျက်ချလိုက်တဲ့အချိန်မှာပဝင်းကျင့်တစ်ခုလုံးကလုံအောင်တိတ်ဆိတ်သွားပါလေ။ကျင်းညံသူအားလုံးရဲ့မျက်လုံးကလည်းပြူးသွားပြီးနိဗ္ဗာန်ဖြစ်စီသူအစင်အဖိုးကြီးတွေရအောင်ထိတ်လန့်သွားပါလေ။သူတို့ရဲ့မျက်လုံးကအရင်အထက်ပို့ပြီးတော့တောက်ပလာပါလေ။ကျင်းညံသူအချို့ကထိတ်လန့်တုံလုံးဆွနယ်မတရက်လိုက်ကြပါလေ။မြုံချီနိုင်မှုကသူတို့ရဲ့မျက်လုံးကပြင်းထန်နေပါလေ။မျက်နှာမှာအမာယူနဲ့ပြင်းထန်နေတဲ့အဖိုးကြီးကတပင်းကိုချပြီး နဖျားခိုင်နဆိုးတန်ချက်ကသူကရေဦးလိုက်ပါရင်နဖျားနဆိုးတန်ချက်ကတကယ်ပဲနဖျားနဆိုးတန်ချက်ကပဲနဖျားခိုင်ရတာပိုင်ဆိုင်တဲ့နဖျားနဆိုးတန်ချက်ကအဲ့ဒီကနေထွက်တဲ့နဆိုးစွန်းကအလုံးဝသိတဲ့အစင့်လေနဖျားနဆိုးတန်ချက်ကဖြစ်ရမယ်ထိုတန်ချက်ကပေါ်လာတာကြောင့် လေလံပွဲတစ်ခုလုံးကလွတ်လွတ်ရှာဖြစ်လာပါတယ်လေလံပွဲကိုလာတဲ့ကြီးညံ့သူအလုံးကအတိညာချွေသွားပြီးအင်အားကြီးမားကစိတ်သက်ခိုင်မာကြပါတယ်ဒူဝရရင်ထိုးချိန်မှာတော့နဖျားနဆိုးတန်ချက်ကကြောင့်သူတို့ရဲ့စိတ်ဓာတ်တွေအားပြိုလဲသွားပါတယ်တောင်းနီပညာခိုင်ကအကြီးကဲရအောင်ဝင်လင်းကိုလက်နှစ်ဖက်ဆုပ်ပြီးကြီးညံ့သူမိတ်ဆွေလူဒါအိုတကယ်ပဲရောင်းပါလား ူကမေးလိုက်ပါတယ်သူကပြောလိုက်တော့ပုံဝင်ချင်းတစ်ခုလုံးကချက်ချင်းပဲတိတ်ဆိတ်သွားပါတယ်လူတိုင်းရဲ့အကြည့်ရဝင်လင်းစီမှာပါဝင်လင်းရဲ့တင်ငိနေမျက်နှာပြန်ကျဲနေဆိုတန်ချက်ကောက်ကိုကြည့်လိုက်ပါတယ်ထိုတန်ချက်ကပါနဖျားခိုင်းနဲ့ဆက်ဆက်နေမယ်လို့သူကမထင်သားပါဘူးတိမ်ပင်လင်ကနဖျားခိုင်းပေါ်ဝင်လင်းရဲ့စိတ်ဝင်စားမှုကပို့ပြီးတော့ပြင်ထန်လာပါတယ်ဝင်လင်းကတင်ငိစွာနဲ့မူလော့ဆွင်ကြောက်ဖွယ်လိုချင်တယ်သူကပြောလိုက်ပါတယ်ကောင်းပြီမူလော့ဆွင်ကြောက်၃00နဲ့ဝင်မယ်တောင်းဒီပညာခိုင်းကအကြည့်ကြီးရလေပြပြသားနဲ့ပြောလိုက်ပါတယ် ဒီဖွားကြီးရမူလဆိုင်ကြောင်း9000ဝန်ပေးမယ်ဝန်လင်းဦးဂျေမီဘုံရောင်းချပေးခဲ့တဲ့ဖွားကြီးရတန်ကြောက်ကိုထူးဆန်းတဲ့အကြီးနဲ့ကြီးကဈေးပြန့်လိုက်ပါတယ်အဖြူအဝေးပညာရှင်ကအတက်အုပ်ပြပြရှူသွင်းပြီးခမရတို့အားလုံးကလည်းနဖျားခိုင်းရဲ့ဤပညာတွေကိုလေ့လာဖို့အတွက်ဝေချင်ကြတယ်ဆိုတာကျွန်တော်ယုံပါတယ်နဖျားခိုင်းဝင်နေရတာဒီလိုပစိမျိုးကိုပိုင်ဆိုင်ပြီးဖောက်ထွက်လာတာရှားတယ်ကျွန်တော်ကဒါကိုရားလိမ့်မယ်မူလဆိုင်ကြောင်း1000ပေးပါမယ်သူကပြောလိုက်ပါတယ်တောင်းဒီပညာခံရအကြီးကဲရအနေငယ်တွန်းဆုတ်သွားပြီးတွားမြောက်အန်ကျိတ်က မူလစွန့်ရင်ကြောက်တောင်းသူကပြောလိုက်ပါတယ်တောင်းနီးပညာခိုင်းမှာမူလစွန့်ရင်ကြောက်ကအဲ့လောက်ထိမများပါဘူးတောင်းကသူ့ရဲ့အများဆုံးပါပဲထိုဈေးနှုန်းကထွက်လာတော့ပုံရင်းချင်းရချင်းညံ့သူအလုံးကအန်အန်တင်သွားပါတယ်ဒီလောက်အဆင်ပြေတဲ့လီလံပွဲကိုလူအများစုကမပါဝင်နိုင်ကြပါဘူးထိုချိန်မှာပဲထူးဆန်းတဲ့အတန်တစ်ခုကထွက်လာပါတယ်အဆင့်ခွနဲ့မီလော့ခိုင်းရမူလစွန့်ရင်ကြောက်တောင်းတုံးထောင်းအောင်ပြေးမယ် ပဝင်းချင်းဟာကြီးညံ့သူအလုံးကကြီးလိုက်ကြပါတယ်အဝါရုံဝိလူငယ်တယောက်ကရတောင်းအကင်ကအော်ဟစ်ပြီးတော့ဈေးပြိုင်နေရပါတောင်းဒီပညာခံရအကြီးကဲကတန်ကြကောက်ကိုစိုက်ကြည့်ပြီးတပင်းုံချကဆမပြိုင်တော့ပါဦးကျန်တဲ့လူတွေကလည်းတိတ်ဆိတ်သွားပါတယ်ထိုးရသူတို့ရဲ့အကန့်တတ်ပါမူလစွန်ရင်ကြောက်ကအဲ့လောက်ထိမများကြပါဘူးမူလစွန်ရင်ကြောက်တောင်းခွဲအူရန်လုံရဲ့အတန်ထွက်လာပြီးအတန်ထဲမှာတုံရင်မှုများပေါဝင်နေပါတယ်သူအတွက်ထိုးစင်းုံကစိတ်ဥနှောင်တုံလို့စီပါတယ်အဝါရုံဝိလူငယ်ကမျက်မှောက်ချုပ်ပြီးမူလစွန်ရင်ကြောက်တောင်းရှစ်ထောင်သူကပြောလိုက်ပါတယ် မူလဆွေကြောင့်2000ဦးရန်လုံကတွားမြောက်ထမှန်ပြီးတော့အန်ကျိလိုက်ပါလိမ့်မူလဆွေကြောင့်2000ခွေအဘယံဝိလူငယ်မျိုးလုံးဒီမှာအစ်ဆက်မှုများဖြစ်ပြီးသွားပါလိမ့်3000ဦးရန်လုံရဲ့နှစ်ဖူးပေါ်မှာချွေးစည်းတွေရပါပြင်လာပါလိမ့်မင်းရအစ်င့်ငါယတနာကြောက်စိမ့်ခိုင်းရပဲမူလဆွေကြောင့်တွေကိုဘယ်ကနေရလာလဲအဝိုင်ယဝိလူငယ်ကမတည့်ရက်ပြီးဦးရန်လုံကိုစိုက်ကြည့်လိုက်ပါလေသူကမျက်လုံးလေးမှာတဖက်ချင်တဲ့စိတ်များဖြစ်ပြီးသွားပေမဲ့ဦးရန်လုံရဲ့အဆင့်တန်းကိုမှတ်မိသွားပါလေမူလဆွေကြောက်တွေဟာကျွန်တော်ရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုပါ ဒါ ਉਹ မင်းတို့မီလောခိုင်းတော့အစီရင်ခံစရာမလိုပါဘူးအဝေးကနေရှေးအောင်တန်တစ်ခုကထွက်လာပြီးအလင်းတန်တစ်ခုကအိုရန်လုံရဲ့ဘေးမှာကြောက်လာပါလိမ့်သူကတော့မိကုန်းကထင်းရှုပင်အရှင်သခင်မှာအဝါရန်ဝိလူငယ်ကနှာခေါင်းရှုပ်ပြီးမူလောဆွဲရင်ကြောက်3000ကျွဲသူကပြောလိုက်ပါလိမ့်4000မိကုန်းကထင်းရှုပင်အရှင်သခင်ကအလွန်အမတည်ငြိမ်နေပါလိမ့် မူလဆိုင်ကြောက်၄တောင်းဝသူ့အတွက်ဘာမှမဟုတ်လို့ပါပဲထုတ်ထူးကြတဲ့မြင်ကွင်းကြောက်ပုံဝင်ချင်းဟာကြီးညံ့သူတွေကမိကုံးကထင်ရှုပင်အရှင်သခင်ကိုအန်အန်တင်းစွာနဲ့ကြီးလိုက်ကြပါလေမိကုံးကထင်ရှုပင်အရှင်သခင်ကယတနာကြောက်ခံရဲ့အကြီးကဲတူဖြစ်ပြီးဂိုင်းကျုံတော်မျက်နှာတမပေးရပါဘူးဓာတ်ရိုက်တပေးတွေအများကြီးရရှိပြီးဂိုင်းကျုံကိုရင်ဆိုင်နိုင်လောက်တဲ့အင်အားမျိုးကရှိပါလေဒိုဝါရင်သူကအမြဲတမ်းနှိတ်ချတတ်သူမို့ဂိုင်းကျုံကသူစုဆောင်ထားတဲ့ကောင်းကြီးပုံကြောက်တွေနဲ့မူလဆိုင်ကြောက်တွေကိုဘရောမောက်အမိခဲ့ပါဘူးမူလဆိုင်ကြောက်၅တောင်း အဝါယံဝိလူငယ်ကမိကုံးကထင်ရှုပိအရှင်သခင်ကိုစိုက်ကြည့်ပြီးတွားမြောင်းကိုအန်ချိတ်လိုက်ပါတယ်မိကုံးကထင်ရှုပိအရှင်သခင်ကပြုံးလိုက်ပါတယ်မူလဆွေရင်ကြောင့်အမြောက်အမြောက်ပိုက်ဆိုင်နာတော့ကိုဖုတ်ထုတ်ပြီးအထက်ဒိသားတွေရဲ့အာယုံဆိုင်မှုခံရတော့သူကဂူးမဆိုင်ပါဘူးဒီနေ့ပြီးရင်သူကထွက်သွားတော့မှဖြစ်ပြီးပန်လိုက်ကိုဘရုံးမပြင်မလာတော့ပါဘူးအမြင်မှုရဖို့အတွက်အခွင့်အရေးကဒီတစ်ခါပုံများပါတယ်အောင်မြင်သွားရင်သူ့ရဲ့ကျင့်ကြံမှုအစဉ်ကအများကြီးမြင့်တက်သွားပြီးဘာမှကြောက်စရာမလိုတော့ပါဘူးမိကုံးကထင်ရှုပိအရှင်သခင်ကလက်နောက်ပြစ်ပြီးတင်းငိမ်စွာနဲ့၆တော့သူကပြောလိုက်ပါတယ်မင်း အဝိုင်ယံဝဲလူငယ်ကအသက်ကိုပြပြင်းရှူလိုက်ပါလေခနာတစဉ်းစားပြီးနောက်ဈေးဆက်ပြိုင်တော့မလို့ခနတော့မိကုန်းကထင်ရှုပြင်အရှင်သခင်ကအဝိုင်ယံဝဲလူငယ်ကိုအစ်ဆက်ဆွန်နဲ့ကြည့်ပြီးရုတ်တရက်ပြုံးလိုက်ပါလေမင်းတို့မီလောခိုင်းကလူအများကြီးကိုမခေါ်လာဘူးထင်တယ်အစင်ခွနစ်ဒေတာကိုပြန်တဲ့လမ်းအားလေဝေးတယ်အပြန်လမ်းမှာသတိထားပါပတ်ဝန်းကျင်တစ်ခုလုံးကချက်ချင်းပဲတိတ်ဆိတ်သွားပြီးမိကုန်းကထင်ရှုပြင်အရှင်သခင်ကိုကြည့်လိုက်ကြပါလေအစင်ခွနစ်ခိုင်းကလူတယောက်ကိုချင်းချောက်တာကလူအမရှားပါလေဒီဒီမိကုန်းကထင်ရှုပြင်ဟာဘလို့အကူအရာရှိလို့ ဒီလောက်ထိရဲတင်းနေရလေအဝါရဝိလူငယ်ကမိကုံးကိုထင်ရှုပင်အရှင်သခင်ကိုကြည်လိုက်ပါတယ်အတော်ကြာမှနှာခေါင်းရှုပ်ကမိုးကောင်းကင်ထဲကိုပြန်ထွက်သွားပါတယ်မိကုံးကထင်ရှုပင်အရှင်သခင်ကဘာပြောင်းလဲတဲ့မျက်နှာနဲ့ဝင်လင်းကိုလမ်းတစ်ဖက်ဆုပ်လိုက်ပါတယ်ပြီးတော့အိတ်တလုံးကိုပြပေးပြီးတန်ကြက်ကောက်ကိုလမ်းယူလိုက်ပါတယ်တန်ကြက်ကသူ့ရဲ့လက်ထဲကိုရောက်လာပြီးအနီးကပ်ကြည့်ပြီးရန်တော့သူကပြောင်းလိုက်ပါတယ်ကြီးမြတ်သူမိတ်ဆွေလူအိတ်ထဲမှာအငွေရလဲပါတယ်စွစုပေါင်းမူလစွန်းရီကြောက်ရှစ်တောင်းသွားကြမလားဝင်လင်းကအိတ်ကိုယူပြီးနဖျားယုံနဲ့စစ်စေးကတိတ်တိတ်လေးတင်းဆဲလိုက်ပါတယ်မိကုံးကထင်ရှုပင်အရှင်သခင်ရဲ့ ကျင်းကျပ်မှုအစင်ရမိမာပြီးအလုံးမလိမ္မာပါနှက်ပါရင်ရက်စက်တဲ့လူလည်းဖြစ်ပါသေးတယ်။တို့ရရင်သူကဘလောက်ပဲလိမ္မာပါနှက်ပါစေအလုံးစုံမရှိသူနဲ့တော့မရှင်းနိုင်ပါဘူး။ဝလင်းကအလုံးစုံမရှိသူတော့ရင်ဆိုင်ရတာမိကောထင်ရှုပင်အရှင်သခင်လောက်ကိုဘလို့လို့ကြောက်အောင်ပါလေ။ခေါင်းကိုအနေငယ်ညိတ်ပြီးဝလင်းကရှေ့ကိုတလန်တိုးကမိုးကောင်းကင်ထဲကိုပြန်ထွက်သွားပါရင်မီကောင်ကထင်းရှုပင်အရှင်သခင်ကလည်းပြုံးကပြန်တန်းထွက်သွားပါတယ်။သူနဲ့ဝလင်းကမူကောင်းငင်ထဲကိုပြက်ကွက်သွားပါတယ်။ ထို့ကြောင့်လီလံပွဲကိုဆက်လက်လှုပ်ဆောင်ခြင်းနဲ့စိတ်မရှိတော့ပဲလူတိုင်းကထွက်သွားကြပါလိမ့်။ပန်လန့်ဂျုံကနေထွက်ခွာပြီးရင်တော့ဝင်လင်းနဲ့မိကုန်းကထင်ရှုပင်အရှင်သခင်ကကျဲမြူရီရဲ့ဂျာမာအလုံးအမြန်နဲ့အမြန်နှုံးနဲ့ယူလီယာနေကြပါလိမ့်။ထို့အချိန်မှာမြူရီကနေပလေတန်တစ်ခုကထွက်လာပါလိမ့်။အဝေးကကျဲမြူရီကလှူရှာလာပြီးအပြောင်းစပင်နဲ့လီချမ်းမီကဖင်ရင်းဆော့နဲ့ထွက်ပေါ်လာကပြုံးလိုက်ပါလိမ့်။ဝင်လင်းကရက်တန့်ပြီးအနေငယ်စဉ်းစားလိုက်ပါလိမ့်။သူကမိကုန်းကထင်ရှုပင်အရှင်သခင်ကိုလက်ကြည့်ကောင်ကျဉ်းညံ့သူမိတ်ဆွေမိကုန်းကထင်ရှုပင်အရင်သွားနှစ်ပါကျွန်တော်ကနောက်ကနေလိုက်ခဲ့မယ်။ ူကပြောလိုက်ပါတယ်မိကုံးကထင်းရှုပ်ပင်အရှင်သခင်ကပြုံးပြီးဝင်လင်းကိုကြောက်တုံးတစ်ခုကိုပေးလိုက်ပါတယ်ပြီးတော့ရေမောကကျဉ်းကျဉ်းသူမိတ်ဆွေလူဟာမိဘုံပေါ်ကနေရာကိုသွားနိုင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဟောင်းကအဲ့နေရာမှာစောင့်နေလိမ့်မယ်သူကပြောလိုက်ပါတယ်ပြောပြီးရင်တော့လီချမ်းမေးကိုကြည့်ကလက်နှစ်ဖက်ဆုပ်ပြီးမြူတွေထဲကိုပြန်တန်းထွက်သွားပါတယ်ဝင်လင်းကမလာမအောင်သူကမစိုးရင်ပါဘူးဝင်လင်းကလီချမ်းမေးကိုကြည့်ပြီးအနေငယ်စဉ်းစားကတင်းငိမ်စွာနဲ့ထမသွားသေးဘူးလားဘာလို့ပြန်လာလဲသူကမေးလိုက်ပါတယ်လီချမ်းမေးကမျက်တောင်ခတ်ပြီးထွက်သွားတော့မလို့ပါပဲ ဒါပေမဲ့ကျမကိုလိုက်ပုတ်မယ်လို့ပြောတာကိုမှတ်မိလို့သူမကပြောလိုက်ပါရင်ဝလင်းကမျက်မှောက်ချုပ်ပြီးဒီမှာပဲငါနှုတ်ဆက်လိုက်တော့မယ်မင်းရဲ့ချင့်ညံ့မှုအစင်းနဲ့ဆိုရင်တိတ်ပြီးတော့အနေနဲ့မရှိတော့ပေမဲ့တတိတော့ထားတင်တယ်လီချမ်းမေးကခေါင်းကိုခိုင်ရမ်းပြီးဘသူကသိနိုင်မှာလဲကျမကထွက်သွားပြီးရင်နောက်တစ်ခေါက်ပြန်ဆုံနိုင်ပါမလားဆိုတာတော့မသိဘူးဆရာရဲ့လေတန်အရဆိုရင်ဒီပောက်ကွဲမှုကအတော်လေးကိုစိုးရတဲ့ပုံရတယ်ဝလင်းကတိတ်တဆိတ်နဲ့စဉ်းစားနေပါတယ်ဝလင်းကစကားမပြောချင်းပုံကိုမြင်တော့လီချမ်းမီးကမျက်မှောက်ကျုပ်လိုက်ပါတယ်ဝလင်းကိုကြည့်ပြီးတပင်းကိုချလိုက်ပါတယ် မိကုံးကိုထင်ရှုပင်ရအတော်လေးကိုလှုပ်ွက်တယ်အစားကကျမကရှင်းနေတူလိုက်သွားဖို့အတွက်စိတ်ကူးထားတာလီချမ်းမေးကသူမရဲ့အောင်နှခမ်းကိုဖွားဖွားကန့်ရင်ဝလင်းကိုကြည့်ပြီးညာလက်ကောက်ကိုမြောက်ကချွတ်လိုက်ပါတယ်ရှင်ဟာကျမရဲ့မိကုံးအုံကူကိုဖြေခဲ့ပြီးတော့မိကုံးတစ်ခုအတွက်ယတနာပစီတစ်ခုကိုပေးဖို့အတွက်ကျမတို့ကသဘောတူထားတယ်တတရားယတနာပစီကိုကျမကမပေးရသေးဘူးဒါကအကာအကွယ်ယတနာရှင်းကိုရှင်ကာကွယ်ဖို့အတွက်တင်ထားလိုက်ပါလီချမ်းမေးကလက်ကောက်ကိုဝလင်းစီကိုကမ်းပေးလိုက်ပါတယ်ဝလင်းကလီချမ်းမေးကိုရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ် လက်ကောက်ယူပြီးတစ်ချက်ကြည့်လိုက်ပါရင်လီချမ်းမေးရဲ့ကိုအဖူဓာတ်ကကြံနေပါသေးတဲ့ခေါင်းကိုခံရမ်းပြီးလီချမ်းမေးစီကိုပြန်ပေးလိုက်ပါရင်လီချမ်းမေးရဝလင်းကိုကြည့်ပြီးတူတူလေးမေးလိုက်ပါရင်ဘာလို့မယူတာလဲဒီပစီရကအရန်ကိုတန်ဖို့ကြည့်တယ်ငါမတက်နိုင်သေးဘူးအခြားဘာမှမရှိရင်ကျွန်တော်ကသွားပါတော့မယ်ထို့သူပြောပြီးဝလင်းကလက်ထွက်သွားပါတော့မယ်လီချမ်းမေးရကြောက်စိမ့်လက်ကောက်ကိုဘေးကိုပြစ်လိုက်ပါရင်အလင်းတန်းတစ်ခုဖြစ်ပြောင်းလဲပြီးကြံမြူရီရဲ့ဈာမှာပြက်ကွက်သွားပါရင်ရှင်ကမလို့ချင်ဘူးဆိုရင်ကျမကလည်းမလို့ချင်ဘူးဝလင်းကလီချမ်းမေးကိုတိတ်ဆိတ်စွာနဲ့ကြည့်နေပါရင် ရှင်ကကျမရဲ့ပစီကိုမလိုချင်ဘူးဆိုရင်ဒီပတီကားကိုလည်းပြန်ယူသွားဒီချမ်းမီကလက်ကိုဝင်ရလိုက်ပါတယ်ပတီကားတစ်ချက်ကပေါ်လာပြီးဝင်လင်းစီကိုကမ်းပေးလိုက်ပါတယ်ဒီချမ်းမီကတင်းငိမ်စွာနဲ့ပြောလိုက်ပါတယ်ပတီကားတွေကရေကန်နဲ့မိကလှပပြင်မဲ့အသက်ဝင်မှုကနည်းနေလို့ကျမကအနေငယ်ထပ်ဖြစ်ပြီးလိုက်တယ်ပတီကားကိုယူပြီးရင်တော့ဝင်လင်းကမဖွင့်ပဲခဏတာတိတ်ဆိတ်စွာနဲ့စဉ်းစားပြီးနောက်ညာလက်ကိုဆန်းထုတ်လိုက်ပါတယ်သူ့ရဲ့တုံတော်နေရာမှာအကွဲချောင်းတစ်ခုကပေါ်လာပြီးရွှေရောင်လင်းတစ်ခုကထွက်လာပါတယ်အလင်းတန်းကဝင်လင်းရဲ့လက်ထဲကိုရောက်လာပါတယ်ရွှေလင်းတန်းကပြက်ကွက်သွားပြီးမြင့်တန်းတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ် ဝလင်းကလက်ကိုဝင်ရမ်းပြီးမှင်တန်တဲ့မှော်ထွင်းစတစ်ခုကိုရေးဆွဲလိုက်ပါတယ်သူရဲ့လက်ကမရက်မနာကြီးဆွဲနေပါတယ်မှော်ထွင်းစကအလုံးအမရှုပ်ထွေးလာတဲ့အထိရေးဆွဲနေပါတယ်ဒီမှင်တန်ကကောင်းကင်ရတနာပစိတစ်ခုပဲဒီမှော်ထွင်းစနဲ့တွဲသွင်းရင်မင်းရဲ့ကျင့်ကြံမှုအစဉ်နဲ့အန်းသင့်စရာစွားတွေကိုပြသနိုင်လိမ့်မယ်ဝလင်းကမှင်တန်ကိုလှုပ်ပေးလိုက်ပါတယ်ရွှေအောင်အလင်းတန်းအနေနဲ့မှင်တန်ကဝင်ရမ်းပြီးလီဟာနေထဲမှမျောနေပါတယ်လီချမ်းမေးကိုမကြည့်တော့ပဲဝလင်းကလှည့်ပြီးတော့အဝေးကိုပြန်သွားခဲ့ပါတယ်ရှင်ကကျမရဲ့မိကုံးတုံးခုကိုဖိစူခဲ့တယ်ကျမကရှင်ကိုအလိုမပေးတော့ဘူး လီချမ်းမီယာဝင်လင်းပြောက်ကွက်သွားတဲ့နေရာကိုကြည့်ရင်ပြုံးလိုက်ပါတယ်။သူမရဲ့ကျူပလီကိုလည်းပဇနာတိလိုက်ပါတယ်။ကျူတန်ကမြူခိုးရီရဲ့ဂျားမှပစ်တင်ထွက်သွားပါတယ်။ဝင်လင်းကအဝေးကနေကျူတန်ကိုကြားတော့သူ့ရဲ့လက်ထဲကပဂျီကာကိုကြည့်လိုက်ပါတယ်။ဖင်ကြည့်လိုက်တော့ရေကန်တဲ့မြစ်ကမရှိတော့ပါဘူး။ထောက်သွင်းနေပြီးငါးနှက်ကောင်ကဘေးချင်းရှင်ပြီးတော့အသက်ရှင်နေကြပါတယ်။ဝင်လင်းကမျက်မှောင်ချုပ်ပြီးခါတိတဲ့အပြုံတစ်ခုကိုပြုံးလိုက်ပါတယ်။ပဂျီကာကိုတင်ဆက်ပြီးကျူတန်နဲ့အတူပြန်တန်းသွားပါတယ်။ အတော်ကြာပြီးရင်တော့လီချမ်းမီယာကျူပလီကိုချလိုက်ပြီးလက်ကိုဝင်ရလိုက်ပါလိမ့်ရွှေအောင်မင်တန်ကိုတင်ဆက်ပြီးလီဟာနေတဲ့ကိုရှောက်သွားပါလိမ့်ဝယ်လင်းကမိကုန်းကိုထင်းရှုပင်အရှင်သခင်ကပေးလိုက်တဲ့မြေပုံအတိုင်းမြူခိုးရီရဲ့ကြားမှာလျှက်စီးလို့မျိုးဂျူလီယာနေပါလိမ့်ဒူဝါရင်ခနာကြမှာရက်တန့်သွားပြီးရှေးကိုစိုက်ကြည့်လိုက်ပါလိမ့်သူနဲ့မွေတဲ့မြူခိုးရီကြားမှာတောက်ပါတဲ့မြအလင်းအောင်တစ်ခုနဲ့လက်ကောက်တစ်ခုကမျောနေပါလိမ့်ဝယ်လင်းနဲ့မကပဲလီချမ်းမီယာတော့မမျောလင့်ထားတဲ့အတိုင်းသူမပစ်လိုက်တဲ့လက်ကောက်ကဝယ်လင်းရဲ့လမ်းကြောင်းပေါ်ရောက်နေပါလိမ့်သူမလမ်းကြောင်းမှန်ပေါ်ပစ်လိုက်ရင်တော့လီဟာနေကကျေပြန့်ပြီးမြူခိုးရီကပြင်းနေပါလိမ့်တူညီတဲ့ က်လမ်းကြောင်းမှာရောက်နေရင်တော့ပြန်တွေးနိုင်ချေရကော်ယူပုံထဲမှာအဆတ်တလို့ပါပဲဝင်လင်းကကြောက်စင်းလက်ကောက်ကိုအတော်ကြာတိတ်တဆိတ်နဲ့ကြည့်ပြီးရင်တော့လက်ကိုဆန်းလိုက်ပါတယ်ကြောက်စင်းလက်ကောက်ကသူ့ဝက်လက်ထဲကိုကြောက်လာပါတယ်သူကတပင်းချပြီးပြန်တန်းထွက်ခွာသွားပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်